ကိုတူလေးလေးရာစိုက်ပျိုးဌာနဤလှူရှားမှုများကိုတူလေးလေးရာစိုက်ပျိုးရေးဌာနမှဥဆောင်ပြီး Eco Family Center ဤထုထာတွင်တက်ရောက်နေသောတင်နန်းသူတင်နန်းသားများအတွက် Agri Business Training အားပြုလုပ်ပေးခဲ့ပါတယ်။တင်နန်းကိုအောက်တိုဘာလ9ရက်မှ10ရက်အထိပြုလုပ်ခဲ့ပြီးတင်နန်းပြီးဆုံးသောအခါတွင်တင်နန်းသူတင်နန်းသားများသည်မိမိဒေသများအတွင် Agri Business လုပ်ငန်းများတည်လဲဆောင်ရွက်နိုင်ရန်ရည်ရထားပါတယ်။အလားတူ မူထရခရိုင်လူသုံးမျိုးနယ်တွင်လည်းတဘာဝပိုးပြစီပြုလုပ်ခြင်းတင်နန်းကိုတောင်တူလယ်မားများအတွက်ပြုလုပ်ပေးခဲ့ပြီးတင်နန်းပြုလုပ်ရခြင်းရွယ်ချက်မှာစပားဆိုင်ခင်းများအတွင်ပူမွားများကြောင့်ဖြစ်ပေါ်သောကျစီမှုများကိုချော့ချနိုင်ရဖြစ်ပါလေ။ကေနူဂီလူသားစီယုံလေယာစိုက်ပျိုးရေးဌာနမှာကိုတူလီဒေတာအတွင်းမှာရှိတဲ့ကျေးဇူးလူမှုတွေရဲ့လူမှုဘဝဖူလုံမှုရှိစေရန်အတွက် လိုအပ်သောအသက်မွေးဆောင်အသက်ပညာများကိုပို့ချပေးလျက်ရှိနေပါတယ်။